မုနာဆက်လေးပေါ့နော်ဒီသွက်သားသူအထဲဆိုင်မရှင်တော်ဝါဝါလိုင်းကနေပြီးတော့ဥပဒေမဲ့မင်းမဲဆဲရိုက်ဆံမှာလောက်ခဲ့တယ်ဒီပြစ်မှုကျူးလွန်သူမျိုးသမီးရဲ့နာမည်ကဒေါ်ရခိုင်မလို့သိရပါတယ်ဒေါ်ရခိုင်မနဲ့အတူပါလာတဲ့ကလေးကသူ့ရဲ့ညီလို့လဲကျမတို့သတင်းရရှိထားပါတယ်နော်သူ့ရဲ့ညီပေါ့နော်အဲ့ဒီညီကကလေးကဘာမှပြစ်မရှိဘူးလေကလေးငယ်တယောက်ကိုဒီလိုမျိုးမလုပ်တင်ဘူးကလေးငယ်ကိုဘာသူကတွန်းရိုက်တွန်းပြီးတော့လှဲလိုက်ပြီးတော့ဒီအခုသူ့ဆိုင်ရှိရဲ့သူ့ရဲ့ဆိုင်ရှိမှာရှိတဲ့တက်တိုင်မှာနှိမ့်ကင်းကြောင်တော်ကြီးနော်သူတို့ဒီ တိုးတက်တိုင်မှာတိုးတုတ်ထားတဲ့လမ်းမပေါ်ကြီးမှာနောက်ပြီးတော့ဒီဟာကိုရိုက်ပြီးတော့သူရိုက်နှက်ပြီးတော့ဒီဆဲဆိုပြောဆိုရိုက်နှက်နေတဲ့ဟာတွေကိုဆိုရှယ်မီဒီယာပေါ်မှာတင်လိုက်တယ်ဟုတ်လားဒါတွေကဥပဒေနဲ့မငြီပါဘူးเนาะကျမပြောပြမယ်เนาะညာသွေးတင့်ထုံပုံမှ59အရာခိုးမှုဆိုင်ရာတခိုးတွေကိုဥပမာเนาะခိုးမှုဆိုင်ရာတခိုးတွေကို ဒီပြည်သူတွေကနေပြီးတော့အယသားပြည်သူတွေကမြည်သူမဆိုးဖမ်းဆီးခွင့်ရှိပါတယ်ဖမ်းဆီးလို့လက်ရောက်ဖမ်းဆီးလို့ရပြီဆိုဆိုရင်သက်ဆိုင်ရာဌာနဆိုင်ရာဥပမာရဲဥပမာနော်ရဲလို့ဘာလို့သက်ဆိုင်ရာဌာနဆိုင်ရာကိုအပ်ပေးရပါတယ်နော်သူ့ရဲ့ဥပဒေနဲ့အညီအဲ့ဒီမျိုးကို မလုပ်ဖဲနဲ့သူကသူ့ရဲ့ဆိုင်မှာဒီမင်းမဲစရိုက်ဆန်ဆန်နဲ့ဒီလိုမျိုးပြုမှုကျင့်သုံးခဲ့ကျင့်သုံးခဲ့တယ်နောက်ပြီးတော့အရွယ်မရောက်သေးတဲ့ကလေးငယ်ဒီကလေးငယ်ကပြုမှုကျွန်းလွန်ရမှာမပါဘူးလေဟုတ်လားဒီအရွယ်ကပြုမှုကျွန်းလွန်တတ်တဲ့အရွယ်မဟုတ်ဘူးအဲ့ဒီဟာကိုကလေးကိုလည်းသူကကိုထိလက်ရောက် ကလေးကိုတွန်းတွန်းပြီးတော့အဲ့မှာဟိုမျိုးသမီးတော်ရခိုင်မကိုသူ့ဆိုင်မှာပါးရည်နားတွေရိုက်ပြီးတော့ဆဲဆိုပြီးတော့လုပ်တယ်ဒီတော်ရခိုင်မကိုသူ့ရဲ့ခြေထောက်နဲ့တက်ပြီးတော့နင်းထားတာတွေအဲ့ဒီအချိန်မှာကလေးငယ်ကိုတွန်းထိုးတွန်းလိုက်တာတွေနောက်ပြီးတော့ဓာတ်တိုင်မှာကလေးငယ်ကိုဒီတော်ရခိုင်မနဲ့အပါဝင်ပူတွဲပြီးတော့ခြေထိုက်တာတွေကလေးငယ်ကိုဒီကလေးငယ်အပါပဲကလေးကိုဒီမိန်းမကိုရင်းနှီးပူပူနဲ့လောင်းချမယ်ဆိုတဲ့ဟာတွေကိုချိန်ချောက်ပြောဆိုခဲ့တယ်အဲ့ဒီဟာက ဘာဥပဒေနဲ့မြောက်သွားလဲဆိုတော့ကလေးသူငယ်ဥပဒေပုံမှတရားကာကြီးနဲ့မြောက်သွားပါတယ်နော်တရားကာကြီးနဲ့မြောက်သွားပါတယ်ဥပဒေအကြောင်းကိုမနာလည်ပဲနဲ့ဥပဒေမဲ့ဆန်းသွားလုံရက်ကိုပြုတ်လုံးလိုက်တဲ့အခုဒေါ်ဘာဝါလိုင်းကတရားဥပဒေရဲ့စီတီးင်းကိုခံရပါတော့မယ်မမမမီးကတရားလိုဖြစ်ပါလေနဲ့တရားခံဘဝကိုရောက်သွားရတာကိုယ့်ရဲ့တိုင်မှာပျက်စီးကိုခိုးယူပါလေနဲ့တခိုးကိုမိပါလေနဲ့ဟုတ်လားဟိုတရားဆွဲဆိုရမှာကကိုကိုတိုင်းဖြစ်ရသားနဲ့ကိုကိုတိုင်းအဖြစ်တရားခံဘဝကိုပြန်ရောက်သွားတာကဥပဒေအကြောင်းကိုနားမလည်လို့နော်ဥပဒေအကြောင်းနားမလည်တာပါတယ်နောက်ပြီးတော့ ငါဆိုတဲ့အတ္တမာနတွေနော်ရိုင်းဆိုင်စွာနဲ့ဒီပေါ့လူမဆန်တဲ့လောက်ရက်တွေမင်းမဲဆရာ့ဆန်တော်တွေလောက်ရက်တွေနောက်ပြီးတော့ तू ပြောသွားတာရှိပါသေးတယ်ဟုတ်လားရွှေပြည်သားဟမ်ရွှေပြည်သားမှာငါတတိရှိလို့လာနေအပေါ့ sorry နော်လှိုင်းသားရမှာတတိရှိလို့လှိုင်းသားရမှာနေတဲ့ဆိုတဲ့စကားကလှိုင်းသားရမြို့သူမြို့သားတွေပြည်သူပြည်သားတွေကိုစော်ကားလိုက်တာပဲစော်ကားလိုက်တာပဲနော်အဲ့တော့ကျွန်မကဥပဒေနဲ့အညီလောက်ဆောင်ပြီးပါပြီမိဘပြည်သူများစိတ်ချနေအားရစွာဟိုဝမ်းမဲ့တတာရှိပါတော့နော် သက်ဆိုင်ရာကနေပြီးတော့အေးအယူဖန်းစည်းပြီးတော့အေးအယူစစ်ဆေးနေပါပြီเนาะဥပဒေတိုင်းလောက်ဆောင်ပါလိမ့်မယ်ကျမမနဲ့ပြန်ဒီဒေါ်ရခိုင်မရှိတဲ့နေရာကိုကျမသွားရောက်ပါလိမ့်မယ်เนาะဒေါ်ရခိုင်မဟိုကျမတို့ဟိုအပိအမြလောက်ချင်တာမဟုတ်အဓိကကလေးငယ်စိတ်တန်ရရွာတဲ့ကလေးငယ်ကိုကျမတို့ကူညီလူတန်းချင်တဲ့လူများကျမ